ျွန်တော်ဒီ set code ထဲမှာကျွန်တော်900လို့ဒီမှာရိုက်လိုက်မယ်ရိုက်လိုက်တယ်ဆိုရင်ဒီမှာအနောက်မှာ KS ဆိုပြီးပေါ်လာတယ်ဟုတ်ပြီဒီဒီ quad ထဲမှာရောကျွန်တော်ဒီမှာ1200လို့ရိုက်ကြည့်လိုက်မယ်ဟုတ်ပြီရိုက်ပြီးရိုက်ပြီးဆိုရင်လည်းမှာ KS ပြီးပေါ်လာတယ်ဟုတ်ပြီဒီအားဆိုရင်ကျွန်တော်ဒီ quad တွေထဲမှာကျွန်တော်ဒီမှာ formula ရေးထားတာမဟုတ်ဘူးဟုတ်ပြီအဲ့လိုပဲဒီ quad quad မှာဆိုရင်လည်းဒီမှာ th.tr.aung.ae လို့ရေးကြည့်လိုက်မယ်ပြီးအနားခောက်ကြည့်လိုက်မယ်ဟုတ်ပြီဒီမှာဆိုရင် hello တော်တော်ဆိုပြီးပေါ်လာတယ်ဟုတ်ပြီဒီနေရာမှာလည်းကျွန်တော်ဒီမှာ su su ဆိုပြီးကြည့်လိုက်မယ်ဟယ်လိုဆုဆိုပြီးပေါ်လာတယ်ဟုတ်ပြီဒါလေးကဘယ်လိုလုပ်ထားလဲဆိုရင် formula သုံးထားတာတော့မဟုတ်ဘူးသို့တော့ဒီမှာ custom format ကိုအသုံးပြုပြီးတော့ပြုလုပ်ထားတာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဒီ video လေးမှာတော့ဒီမှာဆိုရင်ဒီ custom format လေးအသုံးပြုနည်းလေးကိုပြပြမှာဖြစ်ပါတယ်ဒါဆိုရင်နံပါတ်ဒီမှာအစအနေနဲ့ကျွန်တော်ဒီမှာဒီ s thinkator လေးကိုသုံးပြီးတော့ custom format ဘယ်လိုပြုလုပ်လို့ရလဲဆိုတာပြပြမှာဖြစ်ပါတယ်ဟုတ်ပြီဒါလေးဆိုရင်ကျွန်တော်အခုကို custom format လုပ်ချင်တဲ့ကောမှာ select မှတ်မယ်မှတ်ပြီးရင် control 1ကိုနှိပ်မယ် keyboard ကနေ control 1ကိုနှိပ်လိုက်မယ်ပြီးဆိုဒီမှာရှိတဲ့ custom ဆိုတာလေးတစ်ချက်ယူမယ် ဒီနေရာမှာ general ဆိုအလေးရရှိနေကြတယ်အဲ့တော့ဒီကောင်လေးကို general လေးကိုဖြတ်မယ်ဖြတ်ပြီးတော့ဒီမှာ assign လေးတစ်ခုထည့်လိုက်မယ်ဟုတ်ပြီဒီနောက်မှာဆိုရင် ကိုကကိုဘာပေါ်ခြင်းလဲဆိုတာကိုအဲ့ဒီဒီဒီ assign တင်ခဲ့တဲ့အဲ့တော့မှရေးပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဒီနေရာလေးမှာဆိုရင်ဒီမှာ assign လေးတစ်ခုခံမယ်ပြီးပြီဆိုရင်တပည့်ကုတ်လေးထဲမှာရေးမယ်အဲ့တော့ kyad ကျက်လို့ရေးလိုက်မယ်ဟုတ်ပြီဒါတော့အခုဒီမှာ okay ပေးကြည့်လိုက်မယ် ။ဒါဆိုရင်ဒီမှာ okay နှိပ်လိုက်မယ်။ okay နှိပ်လိုက်ပြီးတော့ကိုဒီမှာကျွန်တော်ဒီမှာ600လို့ရေးကြည့်လိုက်မယ်။ပြီးပြီဆို analy ခောက်လိုက်မယ်။ဟုတ်ပြီဒီမှာဆိုရင် KYID ချက်ဆိုပြီးပေါ်လာတယ်600ချက်။ဒီ equal လေးမှာရောထပ်ရေးကြည့်မယ်။ဒါဆိုရင်200ဆိုလိုက်မယ်။200ချက်လို့ပေါ်လာတယ်။ဒါဘာဖြစ်လို့လဲဆိုရင်ဒီ SI ရဲ့နောက်မှာကိုလိုချင်တဲ့ KYID ချက်ဆိုရယ်စာလေးကိုခုနကကထည့်ပြီးရေးပြလိုက်တာဖြစ်တယ်။အဲ့တော့တစ်ချက်ပြောင်းဝင်ပြီးတော့တစ်ချက်ပြောင်းဝင်ကြည့်မယ်။ဒီမှာဆိုရင် ပထမဆုံးအနေနဲ့ assign ကိုရေးတယ်ပြီးတော့ double quote လေးကုတ်လိုက်တယ်ပြီးတော့မှ KYD ကျက်ဆိုပြီးကြီးလိုက်တယ်ဟုတ်ပြီဒီနေရာမှာတော့ဒီဟာလေးကိုကျွန်တော်ဖြတ်ပြီးတော့ဒီနေရာမှာဒေါ်လာ sign လေးပေးကြည့်လိုက်မယ်ဒါဆိုရင်ရောဒီမှာအခုဒေါ်လာ sign ပေးပြီးတော့ okay နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာဒေါ်လာ sign လေးဖြစ်သွားပြီဒါဆိုတော့ဒီ assign ticket လေးရာဆိုရင်သူကစာသားကိုကိုစားပြုပြီးတော့ဒီကောင်လေးကိုရေးပေးလို့ရတာဖြစ်တယ်အဲ့လိုပဲဒီမှာဒီဘက်ကွက်လေးမှာထပ်ပြီးတော့အခုလောက်ကြည့်မယ် control 1ကိုနှိပ်မယ်ဒီနေရာမှာဆိုရင်ခုနလိုပဲ custom ကိုချက်သွားမယ် ီမှာ general ဆိုပြီးရှိနေတယ်ဒီစာသားကိုဖြတ်ကြမယ်။ကော်ပြီးဖြတ်ပြီးတော့ကျွန်တော်ဒီမှာဆိုရင်ဒီကောင်းကြတော့အရင်ဆုံးစာသားကိုအရင်ပေါ်ကျင်တာအဲ့တော့ဒီမှာဆိုရင် double quote ကုတ်မယ်ပြီးပြီးဆိုရင် he လို့ hello ဆိုပြီးလိုက်မယ်ပြီးဆိုရင်ဒီမှာ assign လေးပြန်ခံပေးလိုက်မယ်ဟုတ်ပြီဒီတိုင်းလေးရေးပြီးတော့ keyboard ကနေပြီးတော့ဒီမှာ enter ခောက်လိုက်ရတယ် okay နှိပ်လိုက်လိုက်ရတယ်ဟုတ်ပြီဒီမှာဆိုရင်ခုနပြောသလိုပဲ thew တော့လို့ရေးလိုက်မယ်ဒါဆိုရင် hello တော့ဆိုပြီးပေါ်တယ်ဒီမှာဆိုရင်ဒါဆိုရင်လည်းတာလို့ပေါ်မယ်နော်ဒီမှာဆိုရင် ဒါဆိုရင်ဒီကုတ်ဒီကုတ်လေးကကြာတော့ hash ဒီမှာဆိုရင် hash sign လေးကိုအသုံးပြုပြီးတော့ရေးသွားတာပြင်ဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုနေနဲ့ဆက်ပြီးသွားကြည့်မယ်။ဒါဆိုရင်0 0ဆိုတဲ့ format ကိုထပ်ပြီးသုံးမယ်။ဒါဆိုရင်အခုဒီမှာဒီနေရာလေးမှာဆက်လက်မှတ်မယ်။ပြီးပြီဆိုရင် control 1ကိုတစ်ချက်နှိပ်မယ်။ keyboard ကနေ control 1ကိုတစ်ချက်နှိပ်မယ်။ဒါမှဆိုရင် custom ကိုထပ်ဝင်မယ်။ဟုတ်ပြီဒီနေရာမှာဆိုရင်ကြာတော့ဒီမှာ0တစ်လုံးနဲ့ရေးကြည့်လိုက်မယ်။0တစ်လုံးဒါဆိုရင်0 0 တင်းနဲ့တော့ငါးလုံးထိရေးမယ်ပြီးပြီဆိုโอเคနေမယ်ဟုတ်ပြီဒီနေရာမှာ0ငါးလုံးမရေးသေးဘူးပြန်ထွက်လိုက်မယ်တခုဒီမှာဆိုရင်ကျွန်တော်ဒီနေရာမှာ005ကိုရေးမယ်00035ကိုရေးကြည့်မယ်အနောက်ခောက်ကြည့်လိုက်မယ်ဒါဆိုရင်5ပဲပေါ်တယ်ဟုတ်ပြီဒီနေရာမှာလည်းကိုယ့်ရဲ့ကုတ်နံပါတ်ဖြစ်ဖြစ်ဘောက်ချာနံပါတ်ဖြစ်ဖြစ်သူတို့က000 8ဆို89ပဲဖြစ်ဖြစ်89 5ပဲဖြစ်ဖြစ်တခုခုရေးကြည့်လိုက်မယ်ဒါဆိုရင်လည်းဒီမှာ0ခဏပေါ်မလာဘူးဟုတ်ပြီဒီလိုအခြေအနေမျိုးမှာဆိုရင်ခုနက0 format ကိုတုံးမယ် အဲ့တော့ပြန်ပြီးတော့ control one ကို control one ကိုချန်နှိပ်လိုက်မယ်ကိုလိုချင်တဲ့ဆက်ကွက်ကိုမှတ်မယ် control one ကိုနှိပ်မယ်ဟုတ်ပြီဒီနေရာမှာ custom ကိုသွားမယ်ဒီမှာ general လေးကိုဒီချက်ဖြတ်မယ်ဖြတ်ပြီးပြီဆိုရင်ကြတော့ခုနပြောသလိုပဲဒီနေရာမှာ00000 05လုံးရေးလိုက်မယ်အဲ့ဆိုရင်ကဏ္ဍ5လုံးထိရိုက်လို့ရမှာဖြစ်ပါတယ်သူဒီ0ဒီနံပါတ်ကိုကိုစားပြုထားတဲ့ကိုရိုက်တဲ့ကဏ္ဍ၃ညဖြစ်လဲသူကပြပေးမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ဒီကောင်လေးကို control one ကိုနှိပ်ပြီးပြီ0ရိုက်ပြီးပြီဆိုရင်တော့ဒီမှာ okay လေးကိုပေးကြည့်လိုက်ဟုတ်ပြီဒီမှာဆိုရင်ချက်ချင်းပဲ ဒီမှာကဏန်းနေပေါ်လာပြီဟုတ်ပြီဒီနေရာမှာ01ဆိုရကြည့်မယ်အဲ့ဆိုလဲ001ပေါ်တယ်ဟုတ်ပြီဒီနေရာမှာ0006ကိုရကြည့်မယ်ဒါဆိုရင်လဲသူကကဏန်းပြည့်အောင်ပေါ်ပေးနေတာဖြစ်ပါတယ်ကိုယ့်ရဲ့ပေါင်ချာနံပါတ်ဒီမှာတုံးနေတယ်ဆိုရင်လဲဒါမျိုးတွေတုံးလို့ရပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုအနေနဲ့ဒီမှာ hash sign ကိုသွားမယ်အဲ့တော့ဒီမှာဆိုရင်လဲခုနတိုင်းမဲ့ data ကိုလိုချင်တဲ့အကောက်ကိုဆက်လက်မှတ်မယ်ပြီးပြီဆိုရင် keyboard ကနေပြီး control 1ကိုနှိပ်မယ်ဒီမှာ custom အောင်သွားမယ်ဒီနေရာလေးမှာဆိုရင် hash sign လေးကိုရေးမယ် hash sign ကိုလည်း မှာဆိုဟတ်ဆိုင်၅ခုခံနိုင်မယ်၁၂၃၄၅ဒီမှာဆိုရင်အခုဟတ်ဆိုင်၅ခုခံပြီးပါပြီပြီးပြီဆိုရင်ကြတော့ဒီနေရာလေးမှာ okay ပေးလိုက်မယ် okay ပေးပြီးတော့ကျွန်တော်ဒီမှာ0005ဆိုပြီးရိုက်ကြည့်မယ်ဒါဆိုရင်06လုံးနဲ့9နဲ့စုစုပေါင်းကနန်း9လုံးရိုက်ထားတယ်ဒီနေရာမှာအခု okay နှိပ်လိုက်မယ် enter ခောက်လိုက်မယ်ဆိုရင်သူက5ပဲပြတယ်ဘာဖြစ်လို့ဆိုရင်ဒီဟတ်ဆိုင်ဆိုတာဒီခုနလေ0ရဲ့ပြောင်းပြန်ဖြစ်နေတယ်မလိုတဲ့တုံညတွေကသူကဖယ်ပေးပြတာဒါဒီဟတ်ဆိုင်ဆုံးတာဥပမာဆိုရင်တော့ဒီမှာ00 6ဒါဆိုရင်6ပဲပြရမယ်00 1 2 3အဲဒါ1 2 3ကိုပြရမယ်ဒါဆိုရင် hash sign indicator တွေကကြတော့မလို့တဲ့တုံညာတွေဖယ်ပြတာက hash sign ဖယ်ပြတဲ့တုံညာတွေပေါ်ကျင်နေဆိုရင်ကြတော့ခုနက0 format ကိုရေးပြမှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကဒါဆိုရင်ကျွန်တော်ဒီမှာ color quintet တွေကိုသုံးပြီးတော့ ဒီအကားလာလေးနေနဲ့ကိုလိုချင်တဲ့ငဏန်လေးကိုရှာထုတ်မှဖြစ်ပါတယ်ရှာကြည့်မှဖြစ်ပါတယ်ဒါဆိုရင်ကျတော့ဒီနေရာမှာပြတ်ဒီမှာဒီလိုချင်တဲ့ဆက်ကွက် ကိုဆက်လက်မှတ်မယ်ပြီးပြီဆိုရင်ကီးဘုတ်ကနေရင်တိုင်းမှာကွန်ထရိုးဝမ်းကိုနှိပ်မယ်ဒီနေရာမှာကာစတန်ကိုချက်သွားလိုက်မယ်သွားပြီးတော့ဒီကွက်ထဲမှာဆိုရင်ကျွန်တော်ဗာရေးမလဲဆိုရင်ကိုလိုချင်တဲ့ဒီဒီနေရာက data တွေက 1300ထက်ကြီးရဲဆိုရင်အနီရောင်ပြမဟုတ်ရင်အစိမ်းရောင်ပြဒါမျိုးလုံးမှာဖြစ်ပါတယ်ဒါဆိုရင်ဒီနေရာမှာဆိုရင်အခု1300ထက်ကြီးတာတကယ်တကယ်ကဏ္ဍနေများလာပြီဆို1300ထက်ကြီးတာတွေရရှာရတာခက်ပါတယ်ဒီလိုဆိုရင်ကိုယ်ကကစတာဖော်မတ်ကိုတုံးပြီးရှာမယ်အဲ့တော့ဒီနေရာလေးမှာဆိုရင်ဒီမှာအရင်ဆုံး ID red လို့ရေးမယ်ဘာလို့လဲဆိုရင်1300ထက်ကြီးတာတွေ red နဲ့လိုချင်လို့ဖြစ်ပါတယ်အဲ့တော့ဒီနေရာလေးမှာပဲဒီ data ဝင်လေးထဲမှာဒီမှာဆိုရင် greater than 1300လို့ရေးလိုက်မယ် ဟုတ်ပြီဒါဆိုရင်ကြတော့ဒီနေရာမှာပြန်ပိတ်မယ်ပြီးဆိုရင်သူကဒီအရှိမရှိတဲ့ဒီကဏ္ဍတွေအကုန်လုံးအတွက်က positive ကိုကိုစားပြုတယ်ပြီးပြီးဆိုရင်ဒီမှာဆိုရင် column လေးရှားလိုက်တယ်ပြီးပြီးဆိုရင်နောက်မှထပ်ပြီးရေးရမယ်အဲ့ဒီနောက်မှရေးမှကြတော့ minus ကိုကိုစားပြုတယ်ဒုတိယအတွက်နှစ်ပိုင်းရေးပြရတာမျိုးဖြစ်တယ်လူမျိုးနှစ်ခုရေးမယ်ဆိုရင်အပိုင်းနှစ်ပိုင်းရေးပြရတယ်အပိုင်းတစ်ပိုင်းနဲ့တစ်ပိုင်းရှားတဲ့မှာဒီ column လေးရှားထားတာဖြစ်ပါတယ် အဲ့ဆိုဒီညာလေးမှာတော့နောက်တစ်ခါဆိုရင်ဒီမှာ G R E E N green လို့ရေးမယ် green ကကြတော့1300ထက်ငယ်တယ်ဆိုတော့ကိုကဒီမှာ0ဆိုပြီးရိုက်လိုက်လို့ရတယ်အဲ့တော့ဒီညာမှာအခု okay နှိပ်ကြည့်လိုက်မယ်ဒါဆိုရင် okay နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာအခု1300ထက်ငယ်တဲ့ကောင်တွေကတော့တစ်ကောင်ပဲရှိတော့1300တခုပဲအစိမ်းပြတယ်ကျန်တဲ့ကောင်တော့အနီးပြတယ်အဲ့တော့ဒီညာလေးမှာ ီမှာဆိုရင်1300ထက်ကြီးရတယ်ပဲအနည်းကျန်တာကတော့1300နိုင်ငံကြီးအစိမ့်ပြတယ်ဟုတ်ပြီအဲ့တော့ဒီဘက်ချမ်းမှာထပ်ပြီးတော့နောက်ထပ်ထပ်ပြီးတော့မှနောက်ထပ်ဒီ formula ကိုအရင်ပြောင်းကြည့်မယ်ဟုတ်ပြီဒီနေရာလေးမှာခုနအတိုင်းပဲ1300ထက်ကြီးရတယ်ကိုတခြားအရင်ပြောင်းမယ်အဲ့တော့1300ကြီးရတယ်တခြားအရင်ပြောင်းမယ်ဆိုရင်ကျတော့ဒီနေရာလေးမှာ ID red နေရာမှာ blue လို့ရေးကြည့်လိုက်မယ်ဒီနေရာလေးမှာ blue blue အဲဆိုရင်1300ထက်ကြီးရတဲ့အကောင်လုံးကတော့ blue ဖြစ်သွားမယ်ကျန်တာကတော့ green နဲ့ကြံခဲ့မယ်ဟုတ်ပြီဒီနေရာမှာဆိုရင်အခု okay ပေးကြည့်လိုက်မယ် ဟုတ်ပြီဒီမှာဆိုရင်ဒီတိုင်းပဲအရောင်ကပြောင်းသွားပြီအဲ့တော့နောက်တစ်ခုအနေနဲ့ဆက်ပြီးကြည့်မယ်ဟုတ်ပြီဒီနေရာမှာဆိုရင်ဒီ minus တွေအကုန်လုံးကိုအနည်းကျန်တဲ့ဥစ္စာအကုန်အစိမ်းအောင်ပြောင်းလုပ်မယ်ဟုတ်တော့ဒီနေရာမှာ control one ကို check click ပေးမယ် control one ကိုနှိပ်မယ်ဒီမှာဆိုရင်လည်း custom format တွေ custom နဲ့ဝင်မယ်ဒီနေရာမှာဆိုရင်ခုနတိုင်းပဲသူကအရှိမတပိုင်းအနောက်ဘက်တပိုင်းရေးပြရတယ်အရှိအပိုင်းဒီအပေါင်းအထပ်ဖြစ်တဲ့ အနောက်မှာရေမဲ့တစ်ပိုင်းဒီအနှုတ်တက်ဖြစ်တယ်အဲ့တော့အရှိကဒီအပိုင်းနှစ်ပိုင်းရှားထဲမှာဆိုရင်ဒီ column လေးခြားထားတာဖြစ်ပါတယ်ဒါဆိုတော့အပိုင်းနှစ်ပိုင်းရှားထဲမှာဆိုရင်အခုဒါလေးနဲ့ခြားထားရတယ်အဲ့တော့ဒီညာလေးမှာဆိုရင်ဒီမှာဆိုရင် ID red လို့ရေးမယ်ပြီးပြီဆိုရင်ပြပိတ်မယ်0လို့ပြမယ်0ဆိုတာကကဏန်းကိုကိုစားပြတာကဏန်းတစ်ခုပိုင်းရှားပြီအဲ့တော့ဒီမှာတစ်ခုခြားလိုက်ပြီနောက်တစ်ခုကကြတော့ဒီညာမှာဆိုရင် ီမှာခုနလိုပဲ G R E ရဲ့ green လို့ရေးမယ်လေးတော့ဝင်ပြပေးမယ်ပြီးပြီဆိုရင်0လို့ပေးကြည့်လိုက်မယ်ဟုတ်ပြီဒီမှာဆိုရင်ဒီအရှိမှာဆိုရင်နှစ်ပိုင်းရှိတယ်ခုနပြောသလိုပဲအရှိရတစ်ပိုင်းဒီ positive နောက်ကတစ်ပိုင်းဒီ negative အဲ့တော့ negative တွေအကုန်လုံးတွေစိမ့်မယ်နော်ဒါဆိုအခုဒီမှာ okay နှိပ်ကြည့်လိုက်မယ်ဒါဆိုရင်ခုနပြောတဲ့အနှုတ်တွေအကုန်လုံးကဒီမှာအစိမ့်လေးတွေဖြစ်သွားဟုတ်ပြီဒီမှာဆိုရင်အစိမ့်ဆိုတော့တိတ်မသိတာတွေဘာဖြစ်နေလဲဆိုရင်အနှုတ်ကဏ္ဍလားအနှုတ်ဟုတ်တယ်မဟုတ်တယ်ကမသိဘူးဖြစ်သွားပြီအဲ့တော့ ဒီနေရာမှာဆိုရင် format လေးတစ်ခုပြန်ပြောင်းမယ်အဲ့တော့ control 1ကိုပဲပြန်နှိပ်မယ်ဒီမှာ select ပြန်မှတ်မယ် control 1ကိုပြန်နှိပ်မယ်ခုနက formula ထဲမှာပဲခုနကကိုရေးပြီးသားထဲမှာပဲဒီမှာဒီအနောက်ဘက်ကနန်းဒီမှာတုံညမိုင်းနဲ့ပြန်ထည့်ပေးရမယ်အဲ့တော့ဒီမှာထည့်ပြီးတော့အခု okay နှိပ်ကြည့်လိုက်မယ်ဒါဆိုရင်ကျတော့ဒီမှာငကိုတော့ကမူလတိုင်းပဲဒီမှာမိုင်းနဲ့ကနန်းလေးတွေပြန်ပေါ်လာပြီအဲ့တော့ဟုတ်ပြီဒီမှာဆိုဒီအစိမ်းရောင်ကြီးကအစိမ်းရောင်တော်တော်ကြီးဖြစ်နေတယ်တခြားရောင်ပြောင်းကြည့်နေတယ်ဆိုရင်ဒီမှာ ကာလာတန်းဆိုပြီးတော့ထပ်ပြောင်းမယ်ကာလာတန်းဆိုပြီးပြောင်းကြည့်မယ်ကာလာတန်းဆိုတာကကြောင်စင်းလိုမျိုးအရာမျိုးကိုကာလာတန်းဆိုပြီးခေါ်တယ်အဲ့တော့ဒီနေရာမှာ green ဆိုတဲ့နေရာကိုဖြတ်ပြီးတော့ဒီမှာ co ကာလာတန်းလို့ရေးလိုက်မယ်ဟုတ်ပြီအဲ့တော့ဒီနေရာမှာကာလာတန်းရေးပြီးဆိုတော့ okay ပေးကြည့်လိုက်မယ်ဒါဆိုရင်အစိမ်းလေးရဒီလိုလေးဖြစ်သွားပြီအဲ့တော့ minus ထပ်တာတွေကဒီမှာတစ်ခုရှိမယ်ဒါဆိုရင် plus တွေတစ်ခုရှိမယ်နော်အဲ့ဆိုရင်ဒီနေရာလေးမှာကို control 1ပြန်နိုင်မယ်ပြန်ပြင်ကြည့်မယ်နောက်တစ်မျိုးပြင်ကြည့်မယ်ဒီနေရာမှာဆိုရင် id red လို့ရေးမယ်ဒီနေရာမှာအပြရောင်ရေးမယ်ဟုတ်ပြီ minus 2ကိုတော့အနီရောင်ထားမယ် id red အဲ့ဒီနေရာမှာတချို့က minus ဆိုရင်ဝင်စားကုန်ပြီနဲ့ရေးတာမျိုးတွေရှိတယ်ဒါဆိုတော့ဝင်စားကုန်ပြီထားကြည့်လိုက် minus 2ဆိုရင်ဝင်စားကုန်ပြီဖြစ်မယ်အကွေပေးကြည့်လိုက်မယ်ဒါဆိုရင်အခုမှအပေါင်းတွေကတော့အပြောင်ဖြစ်သွားပြီး အနောက်လေးတွေကဝင်စားကွင်းမေးလေးဖြစ်တယ်အနီရောင်လေးပြောင်းသွားပြီဒါဆိုတော့အခုဒီဒီလိုမျိုး format လေးတွေကကြတော့နံပါတ်2ကိုရေးပြီးတော့အသုံးပြုတာဖြစ်ပါတယ်နံပါတ်ကိုရေးမယ်ဆိုရင်ကြတော့အပိုင်းနှစ်ပိုင်းရှိတယ်ပထမပြောထားသလိုပဲအဲ့ဒီအပိုင်းနှစ်ပိုင်းမှာဆိုရင်ကိုကဒီမှာအရှိဆုံးဒီ column ရဲ့ဒီ semi column ရဲ့အရှိဘက် ကကြတော့အပောင်းကိုကိုစားပြီးတယ်အနောက်ဘက်ကအနှုတ်ကိုကိုစားပြီးတာပဲဖြစ်ပါတယ်အဲ့တော့နောက်ထပ်တစ်ခုထပ်ပြီးသွားကြည့်မယ် ောက်တစ်ခုအနေနဲ့ဒါကြတော့မှာ positive ခုနကဥစ္စာတိုင်းမှာ positive ရဲ့ negative ရဲ့ zero ရဲ့ test ရဲ့ဆိုတာရှိတယ်အဲ့တော့ခုနလိုပဲကိုကဒီမှာ custom အောင်သွားကြည့်မယ်ခုနပြောခဲ့သလိုပဲဒီမှာဆိုရင်သူ format ရဆိုရင်အပိုင်း၄ပိုင်းပိုင်းပြီးရေးရတယ်တစ်ပိုင်းနဲ့တစ်ပိုင်းကြမှာဒါလေးတွေပါတယ်ဒါဆိုရင်ဒါသုံးခုနဲ့ခြာပြီးရေးပြရမှာဖြစ်တယ်အဲ့တော့ဒီမှာပထမဆုံးကတော့ဒီမှာဆိုရင်ခဏန်းပါခဲ့ရင် r e redirect လို့ရေးမယ်ဒါဆိုရင်0ပေးလိုက်မယ်ဟုတ်ပြီဒီမှာတစ်ပိုင်းထပ်ပြီးချလိုက်ပြီဒီမှာဆိုရင် positive တွေကိုစိမ့်လိုက်မယ်ဒါဆိုရင် co color 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 တန်းလို့ရေးမယ်ဒါဆိုရင်0ဆိုတဲ့ခဏတစ်ခုခံမယ်ဂျားထဲမှာအခုဒီမှာ semicolon လေးကုတ်လိုက်ပြီနောက်တစ်ခုကျတော့ဒီနေရာမှာဆိုရင်နောက်ထပ် negative တွေရေးမယ်အဲဆိုတော့ဒီမှာ red လို့ရေးလိုက်ပြီ negative တွေရေးထားတယ်ဒီကောင်တော့ minus minus 0လို့ရေးမယ်ဒါဆိုရင်နှစ်ပိုင်းစာရပြီဒုတိယတစ်ပိုင်းကကြတော့ဒီမှာ0ဟုတ်ပြီကိုရိုက်ထည့်တဲ့ data တွေက0တာဖြစ်နေခဲ့မှာဆိုရင်ဘာမှမပြချင်ဘူးဗလန့်ထားခြင်းနဲ့ဆိုရင်ထားလို့ရတယ်အဲ့လိုမဟုတ်ဘူးဆိုရင်ကိုရိုက်ထည့်တဲ့ကဏ္ဍ0ပြဖြစ်ခဲ့မှာဆိုရင်ဒီမှာ desk လေးခံလိုက်မယ်ဒါဆိုရင်စာသားရေးခြင်းနဲ့ဆိုတော့ဒီမှာတပည့်ကုတ်ထဲမှာ desk လေးခံလိုက်မယ်အခုပြောတဲ့ desk ဒီ0ကိုရိုက်ထည့်တဲ့ data ဒီ0ဖြစ်ခဲ့မှာဆိုရင်ဒါတော့ပြတာဟုတ်ပြီနောက်တစ်ခုအနေနဲ့ ောက်တစ်ခုကျတော့စာသားအနေနဲ့ဆိုရင်တော့ဒီမှာ assign ခံမယ်ပြီးဆိုရင် ခုနပြောခဲ့သလိုပဲ sample တစ်ခုရေးကြည့်မယ်ဒါဆိုရင် dhd test လို့ရေးလိုက်မယ်ဒါဆိုဒီစာသားလေးတွဲပြီးပေါ်လာလိုက်မယ်အခုအခုမှာအခုဒီလိုရေးပြီးပြီဆိုတော့အခု okay နှိပ်ကြည့်လိုက်မယ်ဟုတ်ပြီခုနပြောသလိုပဲဒီမှာ positive ရေးရင် ါတိတိအပေါင်းတအပေါင်းတဆိုတော့ဒီမှာအစိမ်းရောင်ခဏလေးပြနေတယ်ဒီမှာတထောင်ဆိုရင်လည်းဒီမှာအစိမ်းရောင်ခဏပြရဟုတ်ပြီဒီနေရာမှာအနှုတ်60ရေးကြည့်လိုက်မယ်ဒါဆိုရင်ခုနကဘာရေးခဲ့တဲ့အတိုင်းပဲပထမတစ်ပိုင်းဒီမှာ positive ရှိတယ်ဒီ positive ဘိုင်းက positive ကိုရေးတော့ဒီမှာပုံမှန်တင်ဂီတာနဲ့အစိမ်းရောင်လာပြတယ် negative အချိန်မှာ negative ကိုရေးမယ်60ဒီချိန်မှာအနီဖြစ်သွားပြီဟုတ်ပြီဒီနေရာမှာကျွန်တော်ခုနကဘာလောက်ခဲ့တယ်0 0ရရင်ဘာဖြစ်မလဲဟုတ်ပြီ0ရရင်ဘာဖြစ်မလဲဆိုတော့ dust day ဖြစ်သွားတယ်ဘာဖြစ်လို့ဖြစ်လဲဆိုရင်ခုနကဒီ formula ထဲမှာပေးခဲ့တာက0ဆိုပြီးတော့ဒီမှာ0ခန်းန်းကိုလည်းရိုက်ထည့်ခဲ့မယ်ဆိုရင်ဒီညမှာဒီမှာဒါလေးပေးထားတာဖြစ်ပါတယ်ဒီညလေးမှာကျတော့ dust လေးခံရတယ်ဟုတ်ပြီ dust မခံဘူးဒီညမှာ0ဆိုရင်ဒီမှာကိုဘာပေးခြင်းလဲပေါင်းလေးတစ်ခုနှိပ်လိုက်မှာဟုတ်ပြီ0ရရင်အပေါင်းလေးဖြစ်လိုက်မှာဒါဆိုရင်အခု okay နှိပ်ကြည့်လိုက်မှာဒီမှာ okay နှိပ်လိုက်မှာ 0ရိုက်တဲ့အပေါင်းဖြစ်တယ်ဒီမှာအခု0ရိုက်မယ်အန်နာကောက်မယ်အပေါင်းဖြစ်တယ်ဒါသည်တတိယတစ်ပိုင်းဟုတ်ပြီနော် drawing test test ဆိုတဲ့အပိုင်းမှာကြာတယ်ကိုကဒီကွယ်ထဲမှာစာသားတစ်ခုပါပါဝင်ခဲ့မယ်ဆိုရင်ကြာတော့သူက test အနေနဲ့ဖော်ပြမှာဖြစ်တယ်အဲ့တော့ဒီနေ့မှာစာသားတစ်ခုရေးကြည့်လိုက်မယ်ဒီမှာဆိုရင် print လို့ရေးကြည့်လိုက်မယ်အဲ့ချိန်မှာ print test ဆိုပြီးပေါ်လာတယ်ဟုတ်ပြီဒီနောက် test ဆိုတာဘယ်ရခဲ့လဲဆိုရင်ခုနကတည်းကကိုရထည့်ခဲ့တဲ့စာသားလေးဖြစ်ပါတယ်ဒီမှာဆိုရင် ။ဒါဆိုရင်လည်းဒီမှာဒီလိုပေါ်သွားပြီ။ဟုတ်ပြီ။ဒါဆိုတော့ခုနကဒီတင်ကြတာတွေကိုပြန်ပြီးပြောပြပြမယ်။ဒီဒီမှာဆိုရင် positive dot ကိုဂျာထဲမှာတစ်ခါ colon ချထားတယ်။ဒုတိယမှာလည်းဒါဆိုရင်ဒီမှာဒီလိုလေးသွားတာဖြစ်ပါတယ်။ဒါဆိုတော့ဒီ format ကိုရေးမယ်ဆိုရင်အပိုင်း၄ပိုင်းနဲ့ရေးရတယ် positive negative 0 test ဆိုတဲ့ format နဲ့ရေးတာဖြစ်ပါတယ်အဲ့တော့ custom format လေးတွေတုံးပြီးတော့ကိုလိုချင်တဲ့ခန်းလေးတွေကိုဒီမှာ ပြောင်းလဲလုပ်ကြည့်လို့ရအောင် sharing လုပ်ပေးတာဖြစ်ဖြစ်ပါတယ်။